အာမတ်ဒီယာလိုခြေစွမ်းပြခြင်းနဲ့တူ2026ကမ္ဘာပလာခြေစွမ်းပွဲအောင်မြင်သွားတဲ့ Ivory Coast Ivory Coast ကိုလည်း5-3လုံးမေးဆော့မယ်ဆိုရင်မြန်မာနိုင်ငံရုံကြီးစိတ်ချဆုံးရွှေထွန်းစီနီယာအေဂျင့်ရဲ့ Fiber Telegram နံပါတ်39885လုံး311ကိုခုပဲဆက်သွယ်လိုက်ပါ2024 Africa Champion Ivory Coast ကတော့2026ကမ္ဘာပလာခြေစွမ်းပွဲအောင်မြင်သွားခဲ့ပါတယ် အိုင်ဗီကော့စ်အသင်းအရောင်း16နဲ့ရောင်း22ကမ္ဘာဖလားပြိုင်ပွဲတွေမှာနှစ်ကြိမ်ဆက်လွဲချော်ထားခဲ့ကြရမယ်။လာမယ့်ရောင်း26ကမ္ဘာဖလားပြိုင်ပွဲမှာတော့အိုင်ဗီကော့စ်အသင်းကိုပြန်လည်မြင်တွေ့သွားတော့မှာဖြစ်ပါတယ်။အိုင်ဗီကော့စ်အသင်းရဲ့ကမ္ဘာဖလားသမိုင်းကိုပြန်ကြည့်မယ်ဆိုရင်2006မှာစတင်ကစားကွင်းရခဲ့တာဖြစ်ပြီးရောင်းချင်းဆောင်တဲ့ Twin ဆိုသလိုအာဂျင်နာနဲ့နယ်သာလန်တို့လိုအသင်းတွေနဲ့မရဏအုပ်စုတွေကိုရောက်သွားခဲ့ပါတယ်။နောက်ကြိမ်2020မှာလည်းအိုင်ဗီကော့စ်ကိုကံမကောင်းခဲ့ကြပြန်မှုလို့ဆိုရမှာဖြစ်ပြီးသူတို့ရဲ့နာမည်ကြီးပေါ်တူဂီဘရာဇီးလိုနဲ့အုပ်စုတစ်ခုထဲမှာကြောက်ခဲ့ပြီးတော့ နောက်တစ်ဆင့်ကတော့တယောက်နိုင်ငံကြီးမရှိခဲ့ကြပြန်ပေါ့။နောက်ဆက်လေးကဘာဖလားပြိုင်ပွဲမှာလဲ Ivory Coast ဟာအုပ်စုချက်ထဲမှာကြောက်ခဲ့တာမျိုးမရှိပေမဲ့သူတို့ရအုပ်စုစင်းနဲ့ပဲထပ်ပြီးတော့အိမ်ပြန်ခဲ့ရတာပါ။အဲ့လိုကြင်ကြင်ခါခါအုပ်စုပြုတ်ခဲ့ပြီးတဲ့နောက်မှာ Ivory Coast အသင်းဟာနောက်ဆက်ရှင်နဲ့2020ပြိုင်ပွဲတွေမှာတော့လွဲချော်သွားခဲ့ကြပြီးလာမယ့်2026မှာတော့ Ivory Coast ကိုပြန်လဲပြီးတော့ကဘာဖလားပြိုင်ပွဲမှာမြင်တွေ့သွားတော့မှာဖြစ်ပါရယ်။လာမယ့်2026တွဲမှာလဲ Ivory Coast အသင်းအနေနဲ့အရင်နှစ်တွေကလိုအုပ်စုစင်းနဲ့ပဲကျင်းပတွားရအောင်မလားဆိုတော့ရုံမှားတန်ကြရရှိနေခဲ့ကြပြီးမြေ လက်ရှိ Ivory Coast အသင်းရဲ့ပြသထားတဲ့စွမ်းဆောင်ရည်နဲ့အုပ်စုခြေစစ်ပွဲအတွင်းမှာရယူထားခဲ့တဲ့ရလဒ်တွေကတကယ်ကိုကျေနပ်အားကျစရာဖြစ်နေခဲ့တာပါ Ivory Coast အသင်း2024အာဖရိကဖလားမှာချန်ပီယံဖြစ်ထားခဲ့လို့ကမ္ဘာလားခြေစစ်ပွဲ10ပွဲကစားခဲ့ရမှာလေ10ပွဲတိုင်း2ပွဲတည်နေရုံးဝဲမရှိဆိုတဲ့ရလဒ်တွေကိုပိုင်ဆိုင်ထားခဲ့ကြတာပါထူးခြားသောမှတ်တမ်းကတော့အုပ်စုခြေစစ်ပွဲ10ပွဲလုံးမှာ Ivory Coast ဟာပေးကိုလုံးဝမရှိခဲ့ဘဲတိုင်းစစ်က25ခုထိသွင်းထားနိုင်ခဲ့တာဖြစ်ပါတယ် Ivory Coast အသင်းအနေနဲ့အခုလိုမျိုးကမ္ဘာဖလားခြေစစ်ပွဲအောင်မြင်မှုအတွက်နောက်ထပ်ပွဲသတင်းနိုင်ကစားခဲ့ကြတာဖြစ်ပြီးသူတို့တွေဟာ ကာဗွန်သေးရဲ့နောက်ကလိုက်ဖိအားပေးမှုတွေနဲ့အတူ Ivory Coast အသင်းဟာဘွဲစနိုင်းကိုရလာကောင်းနေပါစနိုင်းကိုစားထားခဲ့ကြပြီးမှရမတ်တမတ်အသားနဲ့ခုလိုမျိုးကဘာဗလာခြေစပွဲအောင်မြင်သွားခဲ့ကြတာဖြစ်ပါတယ်။ Ivory Coast အသင်းကိုခုလိုမျိုးခြေစပွဲအောင်မြင်ဆွမ်းဆောင်ပေးခဲ့တဲ့ကစားသမားတစ်ယောက်လည်းရှိပါတယ်။သူကတော့မန်ယူသေးရဲ့တိုက်စိတ်စားမအာမက်ဒီယာလိုပဲဖြစ်ပါတယ်။ပြီးခဲ့ညကစားခဲ့တဲ့ကင်ညာအသင်းနဲ့ဘွဲတင်မှာ Ivory Coast အသင်းဟာ၃ဂိုးပြတ်စွဲရလာတဲ့အတူအနိုင်ရသွားခဲ့ပြီးတော့ Ivory Coast အတွက်ဂိုးတွေကိုတော့ KC Diamond တဲနဲ့ Ahmed Diallo တို့ကသွင်းသွားပြီးတော့တကူးစီရယူခဲ့တာပါ။ မန်တဲလူဟက်တာစိတ်စားမှာအာမက်ဒီယာလိုရပွဲကစား85မိနစ်မှာရရှိခဲ့တဲ့ free kick ကန်ချက်ကိုတိုက်ရိုက်ကန်သွင်းသွားခဲ့ပြီးတော့ Ivory Coast အသင်းကိုကဘာပလာခြေစပွဲအောင်မြင်စေဖို့တပတ်တလန်အကူအညီပေးသွားခဲ့တာဖြစ်ပါတယ်။အာမက်ဒီယာလိုရခုနှစ်ဘောလုံးရာသီမှာမန်ယူတင်းထွက်ပြိုင်ပွဲဆုံး9ပွဲထိပိုင်ကစားပေးထားပြီးမယ်။ခြေစောင်းကောင်းတွေပြသဖို့ရုံးကန်နေကြသလိုအရင်နှစ်တွေကပြသခဲ့တဲ့စွမ်းဆောင်မျိုးတွေနဲ့တခြားစီလိုမြင်တွေ့ထားရတာပါ။အရင်နှစ်တွေကဂိုးဖန်နီမှုတွေမှာရောတွင်းကိုတွေပါရယူထားနိုင်တဲ့အာမက်ဒီယာလိုကလက်ရှိဘောလုံးရာသီမှာတော့တွင်းကိုရောဂိုးဖန်နီမှုမှာပျောက်ဆုံးနေကြတာကိုမြင်တွေ့ထားရပါတယ်။ ဒါလည်းနီးပြဖြစ်တဲ့ Amorian Nice တင်းကြောင့်လို့ဆိုရမှာဖြစ်ပြီးဘီးရဲရာသီတွေကတိုင်းစပိုင်လိုက်ပါကစားတဲ့အာမတ်ဒီယာလိုဟာဒီယာသီမှာတော့အန်ပူမွဲနောက်မှာကစားနေခဲ့တာဖြစ်ပါတယ်။တိုင်းစပိုင်မှာ Sasco အန်ပူမွဲမေဆင်မောင်းဒါမှမဟုတ်ကိုညာတို့ကလိုက်ပါကစားပြီးမယ်။အာမတ်ဒီယာလိုကတော့ကိုင်းလန်တောင်းမန်ကစားမှဖြစ်နေတာပွဲထွက်ကစားခွင့်တွေရရှိထားတာပါ။အတန်သင့်ခြေသွမ်းပြနိုင်တာမျိုးရှိပေမဲ့ပြီးခဲ့တဲ့ရာသီတွေကလို့တော့ဂိုးပိုင်ပတ်သက်မှုတွေပြုလုပ်ထားနိုင်ခြင်းမရှိတာကိုမြင်တွေ့ထားရတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ညကစားခဲ့တဲ့ Ivory Coast အသင်းနဲ့ကင်ညာတို့ပွဲစဉ်မှာတော့ အမေရီယာလိုအားဒီယာစီတို့ပထမဆုံးသွင်းကုန်တဲ့ပထမဆုံးဂိုးဖန်တီးမှုတွေပြုလုပ်သွားနိုင်ခဲ့တာပဲဖြစ်ပါတယ်